ီကနေ့မှာဖျားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ပြန်လည်ပြီးခါမှဒီဝင်ငှချင်တာဖြစ်ပါတယ် BHM Live Channel ကနေပြန်လည်ပြီးခါမှကြိုးဆိုပါတယ်ဆိုတော့ BHM Live Channel ကနေပရိသတ်များကိုကျွန်တော် ဒီနေ့ခွန်အားပေးခြင်းတဲ့အရာဘာလဲဆိုရင်တော့စိတ်နှလုံးသွင်းလောင်းသောသူဆိုတဲ့ကောင်းစဉ်အပြင်ဘုရားရဲ့နှုတ်ဘတ်တော်ကိုဝင်ငါခြင်းတာဖြစ်ပါတယ်စိတ်နှလုံးသွင်းလောင်းသောသူရဲ့အသက်တာကိုကျွန်တော်ဘယ်ကနေအခြေပြုချမ်းယူထားတယ်လဲဆိုရင်ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး1အပိုင်ငယ်1ကနေ20နဲ့1အခြေပြုယူထားပြီးခါမှပြင်ဆင်ထားတဲ့အရာဖြစ်ပါတယ် အဲ့ဒါကြောင့်ဒီကနေ့ယုံကြည်သူတွေရဲ့အသက်တာထဲမှာကျွန်တော်ဆူတောင်းတဲ့အခါမှာကျွန်တော်ရဲ့ဆူတောင်းတာဟာဖယားသခင်ရဲ့နှလုံးသားကိုလှုပ်ရှားစေသောသူတွေဖြစ်သလားဆိုတာကိုမိမိကိုယ်ကိုပြန်လည်ပြီးခါမှာဆင်ခြင်စေခြင်းတာဖြစ်တယ်နောက်ပြီးခါမှာကျွန်တော်တို့ရဲ့ဆူတောင်းတဲ့အရာတွေကဖရားရဲ့ရှိတ်မှာ စိတ်နှလုံးသွင်းလောင်းပြီးခါမှာဆူတောင်းသောသူတွေဖြစ်သလားတုံ့ဘက်နဲ့ကျွန်တော်တို့ကတာမန်ရိုးချနေနေပဲဆူတောင်းသောသူတွေဖြစ်သလားဆိုတာမိမိရဲ့အသက်တာမှာပြန်လည်ပြီးခါမှာတိဆောက်ဖို့အတွက်ကိုကျွန်တော်ခွန်အားပေးချင်တာဖြစ်ပါတယ် ကြောင့်ဒီကနေ့မှကျွန်တော်တို့ဆူတောင်းတဲ့အခါမှာဘုရားရဲ့ရှေ့မှာသူ့ရဲ့နှလုံးသားဘုရားရဲ့နှလုံးသားကိုလှုပ်ရှားစေနိုင်သောဆူတောင်းသောယုံကြည်သူများဖြစ်ဖို့ဘုရားရှင်ကလိုတော်ရှိတာဖြစ်တဲ့အဲ့ဒါကြောင့်ပဲဒီနေ့မှကျွန်တော်ဝင်ငှချင်တဲ့ကောင်းစဉ်ကလည်းဘာလဲဆိုရင်စိတ်နှလုံးတွင်းလောင်းပြီးခါမှာဘုရားရဲ့ရှေ့မှာဆူတောင်းသောသူရဲ့ဆူတောင်းတာကိုဘုရားရှင်ကနားညောင်းနေဆိုတာကိုလည်းကျွန်တော်ထပ်လောင်းပြီးမှခွန်အားပေးခြင်းနဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့မှဘုရားရဲ့နှုတ်ကပတ်တော်ကိုကြားနာ ရမယ်အတိုင်းပဲကျွန်တော်ဆူတောင်းတဲ့အခါမှာစိတ်နှလုံးသားတွန်းလောင်းပြီးဖျားရင်ရှေ့မှာဆူတောင်းတော့သူတွေဖြစ်သလားမဖြစ်သေးဆိုရင်ကျွန်တော်ဘယ်လိုမျိုးဆူတောင်းရမလဲဆိုတော့ဒီကြမ်းချက်တီတော့ကျွန်တော်လေ့လာပြီးခါမှာတူတူကဒီဖျားရင်နှုတ်ပတ်တော်ကိုလေ့လာကြမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီကနေ့မှာကျွန်တော်ရွေးချယ်ထားတဲ့ဓမ္မရာဇဝင်ပထမအဆောင်အခန်းကြီး1ထဲမှာဘသူ့ရဲ့အကြောင်းအရာတွေကိုကျွန်တော်တွေ့ရတယ်လဲဆိုတော့ဟာနရဲ့အကြောင်းအရာကိုကျွန်တော်ကလေ့လာကြမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဆက်လက်ပြီးလာလို့ရှင်ဘသူ့ရဲ့အကြောင်းအရာကိုတွေ့ရတယ်လဲဆိုရင်အေလကာနာ ေလကာနာကိုအကြောင်းအရာကိုကျွန်တော်တွေ့ရပါတယ်အေလကာနာမှာမိန်းမနှစ်ယောက်ရှိတယ်တယောက်ကဟာနာဖြစ်ပြီးခါမှာနောက်တယောက်ကဘသူလဲဆိုရင်ပေနိနဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်သူတို့ကဘယ်မှာနေတယ်လဲဆိုရင်ယာမမြို့မှာနေတာဖြစ်တယ်အဲ့ဒါကြောင့်အေလကာနာမှာဟာနာနဲ့ပေနိနဆိုတဲ့အမျိုးသမီးနှစ်ယောက်ရှိတဲ့ခါမှာပေနိနမှာကျတော့ဖျားရှင်ကသူ့ကိုတာသမီးပေါင်းမြောင်များစွာနဲ့ကောင်းကြီးပေးတယ်ဆိုတော့ကိုကျွန်တော်တွေ့လို့ရတယ် ဟာနာမှာကျတော့တာသမီမရတဲ့အခါမှာ ဟာနာကအယမ်းမဲ့စိတ်ဒီဘယ်လိုပြောမလဲအယမ်းမဲ့စိတ်တော့ကရောက်တယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲ့ဒါကြောင့်ဟာနာရဲ့အတ္တတာကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဂျူးလူမျိုးတွေရဲ့ထုံးစံအရာကဘာတွေ့ရတယ်လဲဆိုရင်ဂျူးလူမျိုးတွေရဲ့ထုံနှန်းစင်လမ်းမှာတာသမီမရတော့သူဟာကျင့်ချင်းအမင်္ဂလာခံရတော့သူအဖွဲအစီမိသားစုတွေမှာဘာမှအတိမတ်မပြုခံရတော့သူကဲ့သို့သူတို့နော် ဒီတက်မှတ်ကြတဲ့အခါမှာသူအရင် message ဆင်းရဲတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်ဒါမဲ့တစ်ဖက်မှာကြတော့နော်ဘသူရဲ့အသက်တာထဲမှာနော်ဘုရားကကောင်းချီးပေးတယ်လေဆိုရင်အဲ့ထဲမှာကျွန်တော်တွေ့လိုက်လို့နော်ကြည်လိုက်လို့ရှင်ဘသူလဲဆိုရင်တော့ပင်နိနရဲ့အသက်တာထဲမှာကျွန်တော်သာသမီပေါင်းမြောက်များစွာကိုဘုရားကကောင်းချီးပေးတယ်အဲ့ဒါကြောင့်အေလကာနာရဲ့နော်အသက်တာထဲမှာတစ်ဖက်မှာကျတော့သာသမီမြောက်များစွာရတယ်တစ်ဖက်မှာကျတော့သာသမီတယောက်မှမရှိတဲ့အခါမှာ နော်ဟာနာဖက်မှာကျတော့အယံမကြေကွဲဝန်းနေတယ်ဆိုတာကျွန်တော်တွေ့လို့ရတယ်အေလကာနာကလည်းဟာနာကိုအယံမချစ်ပါတယ်ဒါပေမဲ့တာသမီမထွန်းကားတဲ့အခါမှာဟာနာရဲ့စိတ်ထဲမှာ confident လုံးဝမရှိဘူးအဲ့တော့သူရဲ့အတ္တတာထဲမှာဘာဖြစ်နေတယ်လဲဆိုရင်တော့အမြဲတမ်းကြေကွဲဝန်းနေနေတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ ဘသူရဲ့အတ္တတာထဲမှာဘုရားရှင်ကကောင်းချီးပေးပြန်တယ်လို့ဆိုပေနိနာရဲ့အတ္တတာမှာတော့တာသမီပေါင်းမြောက်များစွာအဖြစ်ကောင်းချီးပေးတဲ့အခါမှာသူအမြဲတမ်းဘုရားရှင်ကိုကျေးဇူးတော်ချီးမွမ်းနိုင်တာဖြစ်တယ်။တအိမ်ထဲမှာအတူနေပြီးကမှဘုရားရှင်ကိုချီးမွမ်းနာခြင်းအယံမဲ့ကွာခြားတယ်ဆိုတာကျွန်တော်တွေ့လို့ရတယ်။အမြဲတမ်းဟာနာရဲ့အတ္တတာမှာတော့ကြေကွဲဝန်းနေနေရတယ်။တစ်ဖက်မှာကျတော့ပေနိနာရဲ့အတ္တတာမှာတော့ကောင်းချီးမိန်လာနဲ့ခံစားရတဲ့အခါမှာအယံမဲ့ပျော်မွေ့တယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။ အဲ့အတွက်ကြောင့်တနေ့မှကျတော့ဘာဖြစ်လဲဆိုရင်ဒီသူတို့ဖျားဝတ်ပြုဖို့အတွက်ကိုဘယ်ကိုသွားကြတလဲဆိုရင်ရှီလောမြို့ကိုသွားကြပါတယ်ရှီလောမြို့ကိုဘသူဒီဥဆောင်ချင်းအဖြစ်သွားလဲဆိုရင်အိလကာနာရဲ့ဥဆောင်ချင်းအဖြစ်သူတို့ကဖျားဝတ်ပြုဖို့အတွက်ကိုရှီလောမြို့ကိုသွားကြပါတယ်အိလကာနာကဖျားကိုအယံမဲ့ယုံကြည်ကိုးစားတဲ့ဖျားရဲ့တားဖြစ်တယ် ဲ့ဒါကြောင့်တို့အမြဲတမ်းတနည်းကိုတကြိမ်တို့ရှီလောင်းမြို့ကိုသွားပြီးခါမှာမဟုတ်တယ်ဆိုဖျားဝက်ကိုသွားပြီးခါမှာဝက်ပြုတ်ကြပါတယ်။ဒါဓမ္မဟောင်းခေတုံးကဆိုရင်တော့ဒီလိုပဲဝက်ပြုတ်ရတာဖြစ်တယ်။ဓမ္မဟတိခိနဲ့ကျွန်တော်အယံမဲ့ကွာသွားပါပြီ။ဓမ္မတိမှာဆိုရင်တော့ကျွန်တော်နေရာတကာမှာဖျားအတူပါရှိတဲ့အတွက်ကြောင့်ကျွန်တော်ရှိတဲ့နေရာနဲ့ဝက်ပြုတ်လို့ရတယ်။ဓမ္မဟောင်းခေကာလမှာအဲ့လိုမဟုတ်ပါဘူး။ ဖျားတက်မှတ်ထားတဲ့ဗိမာန်တော်ဒီမှာသွားပြီးခါမှဝတ်ပြုကိုကိုရတယ်အဲ့အတိုင်းပဲကလာအင်းနာကလည်းမလုပ်တယ်လဲဆိုရင်သူ့ရဲ့ဇနီးမယားနောက်ကိုခေါ်ပြီးခါမှဗိမာန်တော်မှာသွားပြီးခါမှဝတ်ပြုကိုကိုရတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်အဲ့ဖျားဝတ်ကိုသူတို့သွားပြီးခါမှဝတ်ပြုတဲ့ချိန်မှာအေးလကာနရဲ့ဇနီးဖြစ်တဲ့နော်ပထမဇနီးဖြစ်တဲ့ပင်နိနရဲ့အတ္တတာမှာတော့ဂျေဇူးတော်ချီးမွမ်းရင်းနဲ့ဗိမာန်တော်ထဲကိုသူဝင်တယ် သာသမီယနာရတယ်နောက်ပြီးခမယောက်ျားရဲ့ချစ်ချင်းကိုလည်းခံရတဲ့အခါမှာဂျေဇူးတော်ချီးမွမ်းရင်းနဲ့ဖခင်ရဲ့ဗိမ္မာတော်ထက်ကိုဝင်တယ်ဒါမှဟာနာရဲ့အသက်တာမှာကျတော့သူ့ယောက်ျားကအရန်ချစ်ပေမဲ့တစ်ဖက်မှာကျတော့ဗိမ္မာတော်ထက်မှသူဝင်တဲ့အခါတိုင်းမှာအမြဲတမ်းသူ့ကိုသူတိမ်ငယ်တဲ့စိတ်ရှိတယ်ဆိုတော့ဖခင်ရဲ့နှုတ်ကပတ်တော်ထက်မှပေါ်ပြပေးထားတယ်ကျွန်တော်ဒီကနေ့ဖတ်ပြစေအဲ့ဒါကြောင့်ပဲဒီမှာအပိုင်ငယ်9နဲ့6မှာ ဟာနာကိုချစ်တော်ကြောင့်နှစ်ဆသောအဖို့ကိုပေး၏တို့ရတွင်သာဝရဖျားသည်ဟာနာအားတားဖွာသောအခွင့်ကိုပေးတော်မူမူထို့သို့သာဝရဖျားသည်အခွင့်ပေးတော်မူမူသောကြောင့်ဟာနာစိတ်ဆိုးညစ်အောင်ရန်သူသည်အလွင်နှောက်ရက်တည်း၏လို့ဖော်ပြပေးထားပါတယ်ဟာနာကဘိမ့်မတော်တဲ့ကိုသွားပြီးဝတ်ပြုတ်ကိုကိုွယ်တဲ့အခါမှာသူသားသမီးမရှိတဲ့အရာကို ဘာဖြစ်တယ်လဲဆိုတော့ရန်သူကအတုံးပြူပြီးခါမှာသူ့ကိုစုံစမ်းနှောက်ရက်တယ်ဆိုတာကိုကျွန်တော်တွေ့လို့ရပါတယ်။ကြည့်ပါဟာနာရဲ့အတက်တာမှာကျွန်တော်ပြန်ပြီးခါမှာနေကြည့်လိုက်အိမ်ထောင်ပြုတ်တဲ့ခါမှာသားသမီးရနာ မထွင်းကားဘူးဆိုရင်ဘလောက်အထိသူတို့စိတ်ဆင်းရဲမလဲ။သူများတွေကသားသမီးမိသားစုတွေနဲ့လာပြီးဖျားဝတ်ကိုပွင့်မျောတာဒီကိုသူတွေ့လိမ့်မယ်။ဂျူရီရဲ့ထုံးစံတဲ့အတိုင်းဟာဟိုဘက်မှာကျတော့တာသမီးရှိတယ်သူ့မှာကျတော့တာသမီးမရှိဘူးဟာဆိုပြီးကမှလူတိုင်းရဲ့ နော်အထင်သေးခြင်းအမြင်သေးခြင်းတွေကို तू ကြုံတွေ့ရမယ့်အရာတွေကို तू ပြန်ပြီးခါမှမြင်တွေ့လိုက်တဲ့အခါမှာဘာဖြစ်လာတယ်လဲဆိုတော့အများရန်ဖျားဝက်ကိုမွေလျောတဲ့အခါတိုင်းမှာစိတ်ဆင်းရဲရတယ်ဆိုတာဟာနရဲ့တက်တာမှာတွေ့လို့ရပါတယ်။သူများရံမိသားစုနဲ့လာတယ်၊တာသမီယန္နာရီနဲ့လာတယ်၊ဖျားရှင်ကိုကျေးဇူးတော်ချီးမွမ်းတယ်။အဲ့ချိန်မှာသူကျတော့တာသမီယန္နာမထွန်းကားတဲ့အချိန်မှာဘလောက်အထီကြီးကွဲဝန်းနေနေတယ်လဲဆိုတာဟာနရဲ့အတက်တာမှာကျွန်တော်တွေ့လို့ရတယ်။ အဲ့ဒါကိုပဲစာတန်ကအတုံးပြူပြီးခါမှသူရဲ့အသက်တံမှာစုံစမ်းနှုတ်ဆက်တဲ့ခါမှာပို့ပြီးခါမှာဖရားရဲ့ဗိမ္မာန်တော်တဲ့တွားရတာကသူ့အတွက်ကအယံကိုခက်ခဲတဲ့နော်ဝတ်ပြုကိုကိုယ်ချင်းနဲ့သူ့အသက်တာကိုပေးဆိုင်ရတယ်ဆိုတော့ကိုကျွန်တော်ကတွေ့လို့ရပါတယ်။တခါလေမိတ်ဆွေ ကျွန်တော်ရဲ့အသက်တာမှာလဲကျွန်တော်ရဲ့အာနယ်ချက်ကိုနော်စာတန်ကအတုံးပြူပြီးမှကျွန်တော်တို့ကိုစုံစမ်းနှောက်ရတတ်ပါတဲ့ဘိမ္မာန်တော်တွားဖို့ကိုကျွန်တော်အယံနဲ့ကြောက်တတ်ပါတယ်။တခါတလေကြရင် ကျွန်တော်တို့ရဲ့အတိမိတ်ဆွေတွေကိုအတုံးပြုပြီးစာတန်ကဘာလုပ်တယ်လဲဆိုကျွန်တော်တို့ကိုနှောက်ရက်တတ်ပါတယ်မိမန်တော်ထဲဒီမှာမသွားချင်အောင်အဲ့လိုမျိုးနဲ့စုံစမ်းနှောက်ရက်ပါတယ်တခါတလေကျရင်ကျွန်တော်လုံးဝမထင်ရတဲ့လူဒီရှိကနဲ့ကျွန်တော်စုံစမ်းနှောက်ရက်ခြင်းတွေကြုံတွေ့ရပါတယ် ါပဲကျွန်တော်အဲ့အတွက်ကြောင့်ဟာနကဲ့သို့ဗိမ္မာန်တော်ကိုမတွားတော့ဘူးလို့မဆုံးဖြတ်ပဲနဲ့ဟာနကဲ့သို့ဗိမ္မာန်တော်ကိုတွားပြီးခါမှစုံစမ်းတောက်ရက်တဲ့ကြားကနဲ့မျက်ရည်နဲ့ဖျားရှင်ရှင်မှာဆူတောင်းတတ်တော်သူများဖြစ်ဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်အဲ့ကြောင့်ဟာနကလည်းသူသားသမီးယန္နာမရှိဘူးဒီလိုမျိုးရဲ့ထုံနှန်းစင်လာအရဆိုရင်သူကသားသမီးယန္နာမထွန်းကားတဲ့အတွက်ကြောင့်လူတိုင်းရဲ့ပြည့်ရဲ့ပြူချင်းကိုခံရတယ်ကိုကိုကိုကွန်ဖီဒင့်မရှိတဲ့အခြေအနေတွေတုံတွေ့ရတယ် တာသမီးနဲ့ဝတ်ပြုရတော့ခုံကိုမရဘူးအဲ့ဒါကြောင့်ဝတ်ပြုကိုကိုယ်ကျင်းကိုရှီလုံးမြို့ကိုနော်ဟာနာတို့မိသားစုသွားတဲ့အခါတိုင်းမှာဘာဖြစ်တယ်လဲဆိုတော့သူ့အတွက်အရေးအမဲ့ဝင်ထုတ်ဝင်ပို့ဖြစ်ပါလေဒါမဲ့ဟာနာကငင်းပယ်သလားမငင်းပယ်ပါဘူးသွားပြီးခါမှဖျားရှင်ရှိမှသူစူတောင်းတယ်ဆိုတော့ကိုကျွန်တော်တွေ့လို့ရပါတယ်မိမတော်ထက်ရှီလုံးမြို့မှာရောက်တဲ့ခါမှာဟာနာကဘာဖြစ်လဲမစားနိုင်မတောက်နိုင်ဖြစ်နေတယ်အဲ့ချိန်မှာသူ့ယောက်ျားကဘယ်လိုပြောတယ်လဲ ဘာဖြစ်လို့ဟာနာနေစိတ်ဆင်းရဲနေရတယ်လဲနေုံကမချစ်ပဲနဲ့နေလို့လားနေုံကသူများထက်ပိုပြီးခမမချစ်လို့လားတားတစ်ကြိမ်ထက်တင့်ကိုငါတာ၍ကောင်းဒီမဟုတ်လို့ဆိုပြီးကမသူ့ရဲ့ယောက်ျားဖြစ်တဲ့အီလာကာနာကလည်းခွန်အားပေးတယ်တားတစ်ကြိမ်တဲ့နေုံကပိုချစ်တယ်မဟုတ်ဘူးလားဘာဖြစ်လို့နင်ထမင်းမစားပဲနဲ့နေတယ်လဲဘာဖြစ်လို့မျက်နှာညှိုးငယ်ဆိုတဲ့ဘုရားရဲ့ဗိမ္မာတော်ထဲမှာနေနေတယ်လဲသူ့ယောက်ျားကတော့ခွန်အားပေးပါတယ်အရာလက်ချစ်ပါတယ် ဒါပေမဲ့လုံလောက်လားမလုံလောက်ဘူးသာသမီမရတဲ့ဒုက္ခဆင်းရဲကိုဟာနာကိုတိုင်ကကိုမြင်းဆန်းသိရှိတယ်သူ့ယောက်ျားကနားလဲပေးနိုင်လားနားမလဲပေးနိုင်ဘူးအဲ့လောက်အထီးတော့ချစ်ပေးနိုင်တဲ့သူ့ယောက်ျားကတတ်နိုင်တဲ့အတိုင်းတအကုန်လုံးကိုတော့သူလုပ်ပေးပါတယ်ဒါပေမဲ့ဟာနာရဲ့အသက်တာအแทမှာလိုအပ်တဲ့အရာကရှိတယ်အဲ့ဒါကပါလဲတားမဖွာချင်းဆိုတဲ့အရာကိုသူကဘာဖြစ်လဲချို့ခံစားနေရတယ် အဲ့ဒါကိုတည်တော်သူကဘသူဖြစ်တယ်လဲဆိုဘုရားရှင်ဖြစ်တယ်ဆိုတာကိုလုံးလုံးလျားလျားဟာနာကသဘောပေါက်တယ်ဟာနာကသဘောပေါက်တဲ့အတွက်ကြောင့်ပဲမိမနောက်တည်းရောက်တဲ့အခါတိုင်းမှာမျက်နှာညှိုးငယ်ပြီးမှကိုရောဘာကြောင့်မပေးတယ်လဲအမြဲတမ်းတူဆူတောင်းရတာဖြစ်တယ်အဲအကြောင်းအရာကိုပဲဒီမှာလဲထပ်လောင်းပြီးခါမှဖော်ပြပေးထားတယ်အပိုင်ငယ်30မှာဟာနာဒီညှိုးငယ်တော့စိတ်နှင်ထ၍မျက်ရည်များစွာကြက်လက် ထာဝရဘုရားကိုဆုတောင်းဒီကကြည့်ပါဟာနကညုံးခဲ့တဲ့မျက်နှာလေးနဲ့ဘုရားရဲ့ဗိမာန်တော်ထက်ကိုဝင်တဲ့အခါမှာမျက်ရည်ပေါင်းများစွာကြလဲလို့ဖော်ပြပေးထားပါတယ်အကြောင်းကြည်ကွဲပြီးမှဘုရားရဲ့ရှိမှနှလုံးသားကိုတွန်းလောင်းတော်သူရဲ့နံပါတ်၁လက္ခဏာကပါလဲဆုတောင်းတာမဟုတ်မျက်ရည်ကြတာဖြစ်တယ် နှလုံးသားမှာကြည်ကွင်းညှိုးငယ်တော့သူကစိတ်မှနဲ့ဖရားရဲ့ရှေ့မှာနှလုံးသားတွင်းလောင်းလာတဲ့အခါမှာနှုတ်မပြောခင်မှာမျက်ရည်ကကျလာတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်။အဲအတိုင်းပဲဟာနာရဲ့အတ္တတံမှာစုမတောင်းခင်မှာမျက်ရည်ပေါင်းမြောက်များစွာဖရားရဲ့ရှေ့မှာကြပြီးခါမှသူကဆုတောင်းပါတယ်။အပိုင်ငယ်စက်တက်မှာဘလို့ဆုတောင်းတယ်လေဆိုရင်ကျွန်တော်ဒီကနေဖတ်ပြစီ။အိုးကောင်းကင်ဘူးချင်းရှင်သာဝရဖရား ကိုရောဤကျွမ်မကိုမေ့လျှော့တော်မမူဘဲကိုရောကျွမ်မဤစင်းရဲချင်းကိုကြည့်ရှုအောင်မေ့သဖြင့်တားယောက်ျားကိုပေးတနာတော်မူလင်သူဤစပင်းရဲချင်းကိုအလင်းမပြုတသက်လုံးထာဝရဖျားဤကျွမ်ဖြစ်စေချင်းကကျွမ်မအဘာမီဟုတစ္ဆာကတိပြုလေ၏အတော်ရနှုတ်ဝတ်တော်ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။ကြည့်ပါဟာနာကဖျားရှင်ရှိမှဘာတောင်းတယ်လဲ။ကိုရောကျွန်တော်ကိုတားယောက်ချပေးပါတဲ့ တားသမီးရနာ ပေးပါလို့မတောင်းဘူးကိုတော့တားယောက်ျားကိုပေးပါတယ်ဘာဖြစ်လို့တားယောက်ျားကိုဟာနာကတောင်းရတယ်လဲဆိုရင်ဂျူးလူမျိုးတွေရဲ့ထုံနှန်းစင်လာအရာကသမီးရနာထက်တားယန္နာကသူတို့ရဲ့ culture အရာပုံပြီးခါမှတန်ဖိုးရှိလို့ပဲဖြစ်တယ်တားယန္နာရတော်သူကသူများရှိမှမာမာမတ်မတ်နဲ့နော်ရက်တီပြီးခါမှတွားနိုင်တာဖြစ်တယ် သမီးယန္နာကိုကြတော့ဘာဖြစ်လဲဆိုရင်သမီးယန္နာကိုကြတော့ကားကလက်ထပ်လိုက်တဲ့သူ့ရဲ့ချွေးမကိုသမီးညာမှာမွေးစားလို့ရတယ်ဆိုတော့သူ့ရဲ့ concept ရှိတဲ့အတွက်ကြောင့်ပဲဖြစ်တယ်။အဲ့ဒါကြောင့်ကျူးလူမျိုးတွေကတားယောက်ကြလေမွေးဖွားတာကိုတိတ်ပြီးခါမှတန်ဖိုးထားတဲ့လူမျိုးတွေဖြစ်တယ်။အဲ့ဒါကြောင့်ပဲဒီမှာဟာနာကိုယ်တိုင်ကလည်းဘုရားရှင်ရှိမှစူတောင်းတဲ့အရာကတားယောက်ကြကိုယ်တည်းတိတိကျကျနဲ့တောင်းတယ်။ကိုတော့တားယောက်ကြကိုကျွန်မကိုပေးပါ ေးလို့ရှင်သူ့စပင်ကိုလုံးဝမရိပ်ဘူးသူ့ကိုလည်းဖရားရဲ့အိမ်တော်မှာပဲငါထားမယ်ဆိုပြီးခမတစ္ဆာပြုတ်တယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်ဟာနာကသူစူတောင်းတဲ့အရာအလုံးနှလုံးသားအကျွမ်းမဲ့နဲ့ဖရားရဲ့ရှိတ်မှာသူလောက်ပြီးမှညက်ရီပေါက်ပေါက်ကြာခိခါမှာစူတောင်းတယ်ဆိုတာကိုကျွန်တော်တို့တွေ့လို့ရပါတယ်။အဲခက်ကာတော့ငါဘသူကရေပိုးဟိတ်လုပ်နေတယ်လဲဆိုအဲလီကရေပိုးဟိတ်လုပ်နေတဲ့အချိန်ဖြစ်တယ် အဲ့ချိန်မှာဟာနာကစူတောင်းနေတဲ့အကြာကိုကြည့်တဲ့အခါမှာကြေကွဲဝန်းနေလို့လို့နှုတ်အားဖြစ်တော့မှမထွက်နိုင်ဘူးအတန်တော့မထွက်နိုင်မကြေကွဲပြီးနိုင်ပေါင်းမြောင်များဆိုတာစူတောင်းတာကိုအဲလီပရိုဖက်ကမြင်တဲ့အခါမှာဘာဖြစ်လို့ငါသမီးနော်ရစ်မူးပြီးခါမှလည်းလုံနေရတယ်လေဘယ်လောက်အထင်နဲ့ရစ်မူးပြီးနေမှလဲဆိုပြီးခါမှပြောတဲ့အခါမှာဟာနာကဘယ်လိုပြန်ပြောတယ်လဲဆိုတာနော်အပိုက်မှာ15မှာဟာနာကလည်းမဟုတ်ပါအရှင် ကျမသည်စိတ်ညှိုးငယ်သောမိန်းမဖြစ်ပါ၏စပြေရေကိုမတောက်ပါတေးရေတေးရက်ကိုမတောက်ပါသာဝရဖျားရှိတော်၌စိတ်နှလုံးကိုတွန်းလောင်းလျက်နေပါ၏အာလလုယာဒီမှာဒီမှာဟာနာကစိတ်ညှိုးငယ်တဲ့အခါမှာစပိရေကိုမတောက်ဘူးတေးရေတရက်ကိုလုံးဝမတောက်ဘူးဣတိလလူမျိုးနဲ့ကျွန်တော်ပြောရင်ဣတိလလူတွေဟာစပိနဲ့ခွဲလို့ရတဲ့လူတွေမဟုတ်ဘူးနောက်ပြီးခါမှာသူတို့ကတိုးတွေနဲ့ခွဲလို့မရတဲ့ နော်လူမျိုးတွေဖြစ်တယ်အဲ့တကြောင်သူအယမကြီးကွဲဝန်းနေနေတဲ့အတွက်ကြောင်အဲလီပရိုဖက်ထင်တာကစပစ်ရေကိုမူပြီးဗိမ္မာန်တော်မှာလာပြီးမှဝတ်ပြုစုတောင်းနေတယ်လို့ထင်တယ်ဒါပေမဲ့ဟာနာကအရာမဟုတ်ဘူးငါဟာမျက်နှာညိုးငယ်စွာဖြစ်နေရတယ်အဲ့တော့ဖရားရဲ့ရှိမှနာယီပေါင်းမြောက်များစွာကျွန်တော်အချိန်ယူပြီးခမဝန်းနေကြေကွဲပြီးခမဆူတောင်းတယ်ကျွန်တော်ဘယ်လိုကျွန်မဘယ်လိုဆူတောင်းတယ်လဲဆိုရင် နှလုံးသားကိုဖရားရဲ့ရှေ့မှာတွန်းလောင်းပြီးခါမှကျွန်မဆူတောင်းနေဆိုပြီးခါမှအဲ့ဒီ profession မှာသူကပြောလိုက်ပါတယ်အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်ဗာတင်ခန်းစာယူလို့ရတယ်လို့ဆိုဖရားကိုချစ်တဲ့ဖရားရဲ့အသားသမီးတွေကျွန်တော်ဝန်းနေကြည်ကွဲနေတဲ့အချိန်မှာပြောမွေတဲ့အရာတွေနဲ့ပဲကျွန်တော်လောကပြောမွေစရာတွေနဲ့ပဲကျွန်တော်တို့ကပြန်ပြီးခါမှထွက်မြောက်ရလားကိုကျွန်တော်ရှာသလား ဘုဘနဲ့တရေတရေတောက်ပြီးမှပဲကျွန်တော်တို့ကဒီဒုက္ခဆင်းရဲတွေကိုကျွန်တော်မေ့ပြဖို့စူးစမ်းတော့သူတွေဖြစ်သလားဘယ်လိုနည်းနည်းနဲ့ကျွန်တော်ကဖြေရှင်းကြတယ်လဲဟာနကတော့ဒီညိုးငယ်တဲ့အရာတွေကိုဖယားရှင်ကတတ်နိုင်တယ်ဆိုတော့ကိုကောင်းကောင်းသိတဲ့အတွက်ကြောင့်ဘာဖြစ်လဲဖယားရှင်ရှင်မပဲတူတိုးဝင်တယ်တိုးဝင်ပြီးခါမှဘာလုပ်တယ်လဲဆိုရင်ငိုးရဲ့ဆင်းဝါးတွေကိုတုံးဆောင်ချင်းမရှိဘူးစပြည့်ရည်တွေကိုတုံးဆောင်ချင်းမရှိဘဲနဲ့ ဖယားရဲ့ရှိမှသူ့ရဲ့နှလုံးသားကိုတွန်းလောင်းပြီးခါမှဆူတောင်းတယ်ဆိုတော့ကိုကျွန်တော်တွေ့လို့ရပါတယ်အဲ့တော့ကျွန်တော်ကြုံတွေ့ရတဲ့ပြဿနာတွေကျွန်တော်ကြုံတွေ့ရတဲ့ရုံးငယ်စေတဲ့အရာအလုံးကိုမမှတ်ထားပဲနဲ့ဖယားရဲ့ရှိမှကျွန်တော်တို့ကစိတ်နှလုံးအကျိုးမဲ့တွန်းလောင်းပြီးခါမှဆူတောင်းတော့သူဟာနာကဲ့သို့ဆူတောင်းတော့သူဖြစ်ဖို့ဖျားရှင်ကအလိုတော်ရှိတာဖြစ်တယ်ဟာနာကလည်းဒီတိုင်းပဲလုပ်တယ် လုတ်တဲ့ခါမှာအဲလီပရိုဖက်ကိုပြောတဲ့ခါမှာအဲလီပရိုဖက်ကဘာပြန်ပြောတယ်လဲဖယားလူအဲလီပရိုဖက်ကဘာပြန်ပြောတယ်လဲဆိုရင်အဲလီကငြိမ်ဝတ်စွာတွားလို့ယခုစုတောင်းသည့်အတိုင်းဤတေလာအမျိုးဤဖယားသခင်ပေးသနာတော်မူပါစေတော်မူဟုမွတ်ဆို၏အဲ့ချိန်မှာအဲလီပရိုဖက်ကဘာပြောလဲငါတမိဟာနာတင်းစုတောင်းတဲ့အတိုင်း ဖြစ်စေပါဣတိလဘယင်ဖြစ်တဲ့ဖျားဖြစ်တဲ့လူကတင့်ကိုကောင်းကြီးပေးစေပါဆိုပြီးခမပရောဖက်ကိုယ်တိုင်ကလည်းထပ်ပြီးခမကောင်းကြီးပေးတာကျွန်တော်တွေ့လို့ရပါတယ်ပိုက်ငယ်၈၈မှာကိုတော်ဣကျုံမသည် ရှေ့တော်၌မျက်နာရပါစေတော်ဟုလျှောက်ပြီးမှခြာနာတော်မျက်နာဖြင့်တွား၍အစာစားလေ၏ထိုဖျားရှင်တာရဲ့ဘုံကြီးပါစေဟာနာရဲ့အတ္တတမှာဘာထူးခြားမှုတွေ့လာတယ်လဲခြာနာတော်မျက်နာအဖြစ်အတော်နဲ့အပြတ်မတူတော့ပါဘူး အလာတော့ကကြည်ကွဲဝန်းနေစွာအဖြစ်သူကလာတယ်။ဒါပေမဲ့အပြန်မှာကျတော့ထူချားတော့မျက်နှာအဖြစ်သူပြန်တော့ခုကိုဘုရားရှင်ကပြင်ဆင်ပေးတာဖြစ်တယ်။ဘာဖြစ်လို့ဖရားရဲ့ရှေ့မှာသူ့ရဲ့စိတ်နှလုံးသားကိုတွန်းလောင်းပြီးခါမှဆူတောင်းတာကိုဖရားကနားညောင်းတယ်။အဲ့ခါမှာထူချားတော့မျက်နှာအဖြစ်ဘုရားရှင်ကကောင်းကြီးပေးလာတဲ့ခါမှာဘာဖြစ်လာတယ်လဲဆိုရင်ရှမွေလဆိုတဲ့တားရနာကိုဘုရားရှင်ကကောင်းကြီးပေးတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။ အဲကောင်းကြီးမိန်လာအားဖြစ်မယ်ဘာဖြစ်လဲသူတပားကိုကောင်းကြီးမိန်လာပေးတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်သူရဲ့ပါအားဖြင့်ဟာနရဲ့တရှမွေလာအားဖြင့်ဤတေလလူဒီဟာကောင်းကြီးမိန်လာခံစားရတယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရပါတယ်အဲ့တော့ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေဒီကနေ့မှကျွန်တော်စိတ်နှလုံးသွန်လောင်းတော်ဟာနာကဲ့သို့ဘုရားရှင်ရဲ့ရှေ့မှာကျွန်တော်စူတောင်းတော်အရာဟာကျွန်တော်တို့အแทမှာပဲကောင်းကြီးမိန်လာနဲ့ပြည့်ရှံတာမဟုတ်ပါဘူး သူတဘာရီအတွက်လဲခေါင်းကြီးမိင်္ဂလာဖြစ်တယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြီးခမခွန်အားပေးချင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာစိတ်နှလုံးတွန်းလောင်းတော်သူဖြစ်ဖို့အတွက်ကိုကျွန်တော်ဒီကနေ့ခွန်အားပေးချင်ပါတယ်နောက်ကဲ့သို့ကိုယ့်ရဲ့နှလုံးသားကိုဖျားရှိမှတွန်းလောင်းပြီးခမဆူတောင်းတော်သူများ ဖြစ်ကြရအောင်လို့ကျွန်တော်တရားနာပရိသတ်တွေကိုအားလုံးခွန်အားပေးချင်ပါတယ်ကြားနာတို့ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ သာရွတို့ပြီးသိခြင်းတဲ့နေရတိုင်းတခင်လိုတော့သာရွတို့ပြီးကြခြင်းတဲ့ကိုတော်အသံတခင်မြတ်တလို့ကျွန်တော်မြင်စေပါတခင်ပြောတဲ့အတိုင်းပြောတတ်စေကျွန်တော်နှလုံးသားရှိတော်နိုင်ဖွင့် happy shame

ရွေတို့ပြီးသီးချင်တယ်နေရတိုင်းသခင်တို့တော့သာပြီးတို့ပြီးကြချင်တယ်ကိုတော့အတန်းအခင်မြတ်တလို့ကျွန်တော်မြင်စေပါသခင်ပြောတဲ့အတိုင်းပြောတတ်စေကျွန်တော်နှလုံးသားရှိတော်နိုင်ဝင်ဟာပြီး